ာသူနိုင်ငံကျော်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်လေသူများပစ္စံမတော်မတရားလူချင်းမှာတော့အောက်တန်းသားစိတ်ဓာတ်ရှိတဲ့လူပဲလေဘာထင်ကြီးရမှာတော့ no အိနာတိုင်းစီးရဖက်နှက်တော့တောင်းမှတန်ကြီးမထားဘူးမင်းသမီးနှစ်ယောက်နဲ့ကျွန်မနဲ့ရန်ဖြစ်တော့ဘောသားနဲ့ပါပြီးအရန်ဆင်းလိုက်တယ်ပို့ပြီးတော့မှပိဋိတ်တ်ဟာစိတ်ဆိုးစရာဖြစ်သွားစေတယ်ဒါကြောင့်မလို့သူ့အလွန်ကိုယ်အမှားမဖြစ်စေနဲ့လို့ပြောတာတုံလာလိုက်တိုင်းတုံလာလိုက်တဲ့သူကိုဆင်းနေလို့တော့မရဘူးအဲ့လိုကြီးဆဲပြစ်လို့မရဘူး မိမိကြောင့်မိမိစပို့လုပ်နေတဲ့သူဂုံတိတ်ခါကြာစင်းစီမဲဟာမျိုးဆိုရင်ရှောင်ကျင်ရမှာဘယ်အချိန်မဲဖြစ်ဖြစ်ဒီလေးဘက်တွားလေးတွေနဲ့အနီးတုပ်ကလေးတွေပဲကျမတို့ကမြင်ရတယ်။ဟုတ်ပြီ။တစ်နှစ်ထက်တစ်နှစ်ကြီးလာတဲ့အရွယ်ရောက်လာတဲ့ကလေးတွေအတွက်ဘလို့စီစဉ်ထားသလဲ။ဒီကလေးတွေလွန်ခဲ့တဲ့10နှစ်ကဒီကလေးတွေဘယ်ကိုရောက်သွားသလဲ။အခုဒီကလေးတွေဘာလုပ်နေသလဲ။ဘယ်သူကတာဝန်ယူနေသလဲ။အဲ့ဒီမိကုန်းလေးမေးချင်တယ် မမင်္ဂလာပါမွေး channel လေးအရကြိုဆိုလိုက်ပါတယ်မိုးဒီနဲ့တက်ဆက်ပေးခြင်းတဲ့ video တွေကတော့ live မှာကရက်ထနေတယ်မခိုင်နင်းဝေတိန်းသုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မခိုင်နင်းဝေရဲ့ချစ်သူကတိန်းသုံးဆယ်ပြတ်မပေးခြင်းလို့ပေါ့နော်ဒီတစ်ဖက်သားကိုဆဲလိုက်တယ်အဲ့ဒီပေါ်မှာဆီယမကြီးအယ်မိုတင်းကနေပြီးတော့နောက်ကိုဒီလိုမျိုးမလုပ်ဖို့ပေါ့နော်ပြပြနေတဲ့ video လေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ချီတဲ့မျိုးတွေလည်းပိုးထရတိန်းကဆာရအောင်လို့ပြန်လည်ညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ video လေးကိုဆက်လက်ကြရအောင်နော်သမီးတွေနဲ့မင်းသမီးနှစ်ယောက်နဲ့ကျမနဲ့ရန်ဖြစ်တော့ဖြစ်စဉ်ဖြစ်ရအရာ ကျမကျမအလုပ်ကျမလုပ်တာကျမကစပြီးစော်ကားခံရတာကျမကိုသူတို့စပြီးစောင်းမြောင်းပြီးပြောတာကာယကံရှင်တွေကိုယ်တိုင်သိပါတယ်ဟာသူတို့အပြန်အလှန်သူတို့တွေရဲ့ post တွေတင်ပြီးတော့မှကျမကိုထိကပားကြီးကပားကြီးနဲ့စောင်းမြောင်းပြီးတော့မှသူတို့ကတင်တာဟာအပြန်အလှန်သူတို့အောက်မှာ comment တွေသူတို့ fan တွေရောသူတို့တွေရောအဲ့လိုတွေပြောတော့ကျမတစ်ချိန်နှစ်ချိန်သုံးချိန်ကျမဂုံတိတ်ခါရှိရလေကျမစိတ်ဆိုးတာလေစိတ်ဆိုးတော့ဘာဖြစ်လဲဆိုတော့ကျမဆယ်လီဘာမဝသေးတဲ့အချိန်မှာဒေါသနဲ့ကျမကဒီမှာတုံ့ပြန်တယ် ဟာတုံးပြန်တော့ဒီမှာပရိတ်သက်ကလည်းလာပြီးတော့မှအုတ်အော်တောင်းနေတယ်အဲ့လိုပွဲဖြစ်တာတွေပါလေကျမနားမလဲဘူးနားမလဲတော့ပရိတ်သက်ကလည်းလာပြီးကျမဟာဆဲကပြူကြနေဟာသူ့ပရိတ်သက်ကိုပရိတ်သက်တွေနဲ့အမှဇင်ရားတွေရှုပ်ပြီးတော့မှနောက်ဆုံးဘာဖြစ်လဲဆိုတော့ဟာဘောမကြီးဘောမကြီးဘောမကြီးလာအဲ့တော့ဘာဖြစ်လဲကျမလည်းစိတ်တွေဆိုအေးဘောမတော့ဘာဖြစ်လဲရိုးရိုးတော့မမအောင်ငါဂတိပါလဲအိတ်ဆွပြီးမလာဘာဖြစ်လဲညာဖြစ်ဟာအဲ့လိုတွေနဲ့သူတင်ကိုတင်နေနဲ့ဖြစ်ကြရောအဲ့တော့ဘာဖြစ်လဲဆိုတော့ဒေါသနဲ့တုံ့ပြန်လိုက်တဲ့ကျမအမားဖြစ်သွားတယ်အများအမြင်မှာမနေပြန်ဖတ်เสียရတယ် အဲ့လိုဖြစ်မှာစိုးလို့ဒီလိုနေရကသူတွေဟာ public နဲ့ထိတွေ့ရဲ့နေရမှာဒါကြောင့်မလို့နိုင်ငံတကာမှာတကယ့်ကိုနိုင်ငံကျော်ကဘာကျော်တွေဟာဘယ်တော့မှ social media ကိုသူတို့ကိုယ်တိုင်မသုံးဘူးတခုခုပြောတယ်ဆိုသူတို့နဲ့တိုင်းရိုင်မပြောဘူး manager နဲ့တော်လကောင်း lawyer နဲ့တော်လကောင်းဒီလိုပြောရတာဘာဖြစ်လို့လဲဆိုတော့စကားအမားပါမှာစိုးလို့စကားမှားသွားရင်တူးသွားရင်စူးသွားရင် ရှင်းလို့မရဘူး အဲ့တော့ဖြစ်စဉ်ဖြစ်ရဲ့အရာအာဒါမိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့ image ကိုထိခိုက်စေနိုင်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြတ်ပေးဖို့တောင်းဆိုရင်အဲတောင်းဆိုတာကနေတခါအဲထပ်ပြီးတော့မှမီဒီယာနဲ့ရှင်းပေးဖို့တောင်းဆိုရင်အဲတောင်းဆိုတာကမှတခါမရတဲ့ခါကျတော့စိတ်ဆိုးတယ်မှန်တယ်မှန်တယ်မှန်တယ်အဲ့အထိမှန်တယ်စိတ်ဆိုးတယ်မှန်တယ်အဲ့အထိမှန်တယ်စိတ်ဆိုးတယ်မှန်တယ်ဒါဗီမဲအဲ့ဒီကနေတဆင့်ဒေါသနဲ့ပါပြီးတော့မှကျွန်တော်တို့လည်းနားထောင်လိုက်ရတယ်ဒေါသနဲ့ပါပြီးအရန်ဆင်းလိုက်တယ် ်ဆိုတော့ဒါကြတော့ဒီကိုလက်ရှိရှိနေတဲ့အနေအထားအရာကြတော့ကိုအမားဖြစ်သွားတယ်သူ့အလွန်ကိုအမားဖြစ်သွားတယ်နောက်နောက်မဖြစ်စေနဲ့ဘာဖြစ်လို့လဲဆိုတော့မိမိလုံရတဲ့အလုပ်တွေဟာ trust and belief နဲ့ပိဋကတ်ရဲ့ယုံကြည်မှုတွေနဲ့သက်ဆိုင်တဲ့ဟာတွေကို လုပ်ရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့ကိုယ်တိုင်ဟာ public ရှေ့မှာစံပြဖြစ်နေဖို့လိုတယ် emotional ရ ဲ့လိုဖြစ်လိုက်လို့မရအောင်အဲ့ဒီမောင်မတစ်ခါကောမန့်နေတယ်မှာနောင်နာရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထက်ပို့ပြီးမဆဲလိုက်ရလို့ဒီထက်ပို့ပြီးမပြောလိုက်ရလို့ဆိုတော့အဲ့တော့ပို့ပြီးတော့မှပိဋကတ်ဟာစိတ်ဆိုးစရာဖြစ်သွားစေတယ်ဒါကြောင့်မလို့သူ့အလွန်ကိုယ်အမှားမဖြစ်စေနဲ့လို့ပြောတာ ဒါဒီဖြစ်ရဲ့အရာဆိုကျွန်မအမြင်နဲ့ကျွန်မဟာငါဒီလိုဖြစ်လို့မလို့ဟိုဥစားပေါ့ဟိုငါကတော့ဖိပြောမယ်ဆိုရဲထဲမှာကျွန်မမပါဘူးเนาะမှန်နေဒါကိုကိုထင်အောင်ထင်မှားဖြစ်စေတဲ့ဗီဒီယိုဖိုင်ကိုတင်တာစိတ်ဆိုးတယ်မှန်နေဒါပေမဲ့ဒီလိုပုံစံနဲ့မဖြေရှင်းရအောင်နောက်နောက်ကြုံအောင်မှာကြုံတွေ့အောင်မှာနေနေရရအဆင်မှမဟုတ်တာ ဟုတ်တယ်လားနိုင်ငံတော်အဆင့် သူတွေဒီလိုပဲကြုံတွေ့ရအောင်မှာဓာတ်ပုံတွဲရိုက်ခြင်းတဲ့သူတွေကလည်းပေါ်လာအောင်မှာပေါ်လာပြီးရင်ဒီလိုပဲ attention ယူပြီးတော့ဒီလိုမျိုးပဲနာမည်ကြီးတွေနာမည်ကျော်ရင်းနဲ့ရရတယ်ဆိုသူတို့ကတော့ဘာရင်မဟုတ်ဘူးတင်တဲ့ကိစ္စမျိုးတွေကြုံလာအောင်မှာဒီပေါ်မှာပိရိတ်သက်ကထင်းအောင်ထင်းမဖြစ်စေတာလေအများကြီးကြုံလာကြုံလာလိုက်တိုင်းကြုံလာလိုက်တဲ့သူကိုစင်းနေလို့တော့မရဘူးအဲ့လိုကြီးဆဲပြစ်လို့မရဘူးနောက်အများကြီးကြုံလာရအောင်မှာအခုမှအစပဲရှိသေးတယ်အခုကအတက်ဆုံးချိန် ်အခုကလုံးဝတော့ထိတ်ဆုံးအချိန်ဒါအခုကအရန်ကိုဒီထက်တက်အောင်မဒီထက်ရှိအောင်မနော်ဒီထက်အောင်မြင်အောင်နေအောင်မဒီထက်လျှံလျံတက်အောင်မဲ့လူတယောက်ဟာဒီလို emotional မျိုးနဲ့လုံးဝလုံးလို့မရဘူးမိမိကြောင့်မိမိ support လုပ်နေတဲ့သူဂုံတိတ်ခါကြာဆင်းစေမဲ့ဟာမျိုးဆိုရင်ရှောင်ကျင်ရမှာနောက်ဆိုရင် emotional ကိုဒီထက်ပို့ပြီးတော့မှ ထိမ့်သိမ့်ဖို့လိုအပ်တယ်သူ့အလွန်ကိုအမားဖြစ်သွားတာ ကိုကျင်းစာလေဒါပေမဲ့နောက်မဖြစ်အောင်တတိထားစဉ်းစားရင်တွင်းမိကွန်လေးတွေပေါ်လာစဉ်းစားပြီးကျမရဲ့မိကွန်လေးဖြေပါကျမတို့တငယ်ချင်းနေထဲမှာပရဟိတလုပ်တဲ့သူတွေအများကြီးရှိတယ်ကျမတို့ငယ်တငယ်ချင်းနေထဲမှာနာမည်ကြီးတွေသိပါတယ်ပရိသတ်ကြီးလည်းသိပါတယ်နော်ကျမတငယ်ချင်းနေထဲမှာဆိုလေအော်သူတို့သူတို့ ရှိတာလေးနဲ့ယက်တီနေကြရတာပေါ့နော်ယက်တီပြီးတော့မှခလေးတွေကိုဖိစုပြိုးထောင်တာတကယ်ကိုသားသမီးအရင်နဲ့မချားလက်ဖျားခါလောက်အောင်ကိုသူတို့တွေဖိစုပြိုးထောင်တာနောက်တစ်ခါဂင်းဟာဂင်းဟာဆိုတဲ့နေရာမှာကျမတငယ်ချင်းဘေတလားဂင်းဟာရှိတယ်အဲသူကသူမိမတွေလက်ထက်နေရသူတို့ဒီဂေဟာလေးကိုလှုပ်လာတာပေါ့လေခလေးတွေအဲ့ဂေဟာကနေပြီးတော့မှထွက်သွားတဲ့ ကျောင်းသားတွေကျောင်းသားတွေကျောင်းသားတွေဆိုတာအများကြီးပေါ့နော်အများကြီးအာကဘာအရင်ရက်နေရာဌာနအသီးသီးမှာဒါအရွယ်ရောက်လာကြပြီးအိမ်ဆောင်ရသားတွေလည်းကြပြီးရပြီးရင်ဒီဂေဟာကိုတို့ကပြန်ပြန်ပြီးတော့မှဆောင်းလျှောက်ကြတာပေါ့ဒီဂေဟာကထွက်သွားတဲ့ကလေးတွေနော်ဆိုတော့အဲ့တော့အဲ့မိမာတွေတိမ်းမာသွားတဲ့ခါကျတော့ကျမတငယ်ချင်းကဆက်ပြီးတော့မှသူကတာဝန်ယူတာပေါ့သူကအမေရိကန်နေပြန်လာတယ်ပြန်လာပြီးတော့မှဒီဂေဟာကိုဒီကလေးတွေရဲ့တာဝန်ကိုသူတာဝန်ယူပြီးတော့မှလှုပ်တာပေါ့နော်အပြိုကြီးအဲလှုပ်တဲ့ခါကျတော့လေ ကျွန်မသူ့တောင်းလျှောက်ကျွန်မတောင်းလျှောက်တာကျွန်မတို့နဲ့ငယ်တငယ်ချင်းလေးဖြစ်တဲ့ခါကျတော့ကျွန်မလိုအပ်တာတွေဆိုရင်ဟိုးအရင်ကတော့ကျွန်မတော်တော်များများလှူပြတန်းပြပန်ဖို့ဖြစ်ပါတယ်နော်။ဟာဗာလေးတွေဆိုရင်တငယ်ချင်းစံလေးလိုတယ်ဆိုစံလေးပေါ့နော်။ဟာတဲ့ကလေးတွေ TV ကြည့်ဖို့အတွက် TV ကွဲသွားပြီဆိုတငယ်ချင်းငါပို့လူမဲ့ TV ပေါ့အဲဒီလိုမျိုးလေးပေါ့စသဖြင့်ပေါ့ဆိုတဲ့ခါကျတော့အဲ့တော့အာအဲ့လိုလေးဖြစ်တော့သူတို့ရဲ့ activity လေးတွေကိုကျွန်မတို့က Facebook ပေါ်မှာတွေ့ရတယ် တွေးရတဲ့ခါကျခလေးလေးတွေကငင်ရကနေជី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 လာတယ်ပေါ့နော်ជី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 လာပြီးတော့ရှင်ဒါចောင်းလေးတွေပေါ့မူလာနဲ့မူလာနဲ့နေအလင်းနဲ့အလင်းနဲ့နေအထက်တန်းပေါ့အဲ့တော့ဒီမူလာနဲ့ခလေးလေးတွေကိုအာအလင်းနဲ့ခလေးတွေကပြန်ပြီးတော့စောင့်ရှောက်အလင်းနဲ့ခလေးတွေကိုထက်တန်းခလေးတွေကစောင့်ရှောက်ထက်တန်းကနေတက်ကတော့အောင်သွားမယ်နောက်တစ်ခါကမ္ဘာနိုင်ငံအသီးသီးတွေရောက်သွားမယ်မြန်မာပြည်ရဲ့နေရာဌာနအသီးသီးတွေမှာအောင်မြင်သွားကြတယ်အဲရက်တည်နေကြတယ်ပေါ့အိမ်အောင်ရသားတွေကြတယ်ပြီးရင်ဒီကိဟာကိုပြန်ပြီးတော့မှစောင့်ရှောက်ကြတယ်ဒီလိုမျိုးသွားကြတာပေါ့နှစ်ကာလမှာ အဲ့ဒီတော့ဒီနိုင်ငံသားမှာဆိုရင်တော့ ဒီလိုဂင်ဟာတွေကကျမတို့ကိုရီးယားတွေထဲမှာရောကျမတို့နော်ဝေးထဲမှာအိန္ဒိယကတခါရိုက်တယ်လीနော်ဝေးမှာလीမိမမိဘကမဆောင်ရှောက်နိုင်တော့ဘူးလို့သူတို့ဟိုထင်လိုက်တဲ့ကလေးကိုနိုင်ငံတော်ကတင်လိုက်တာမျိုးနိုင်ငံတော်ကပိုင်သွားတဲ့ကလေးမျိုးဖြစ်သွားတယ်เนาะဒါဒါဒါနော်ဝေးကားထဲမှာဆိုကြည့်ကြည့်ရလားမသိဘူးအိန္ဒိယနော်ဝေးနော်ဝေးနိုင်ငံမှာရိုက်ထားတဲ့အိန္ဒိယလीအာဟိုမင်းသမီးနာမည်ကြီးမင်းသမီးရဲ့ဇက်ကားလေးဆိုကြည့်ရတယ်နဲ့တူတယ်เนาะသူကလေးသူရအောင်ပြန်ယူပြီးအမှုတွေနဲ့တောင်ရင်ဆိုင်ပြီးယူရတဲ့ဇက်ကားလေးတွေ အဲနောက်တစ်ခါကိုရီးယားကားတွေထဲမှာလည်းဒီလိုပဲအဲ့တော့ဒီကလေးတွေဟာအရင်ကဒီနေရာမှာပဲ stay ဖြစ်နေတာမဟုတ်ဘူးတနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်စသဖြင့်ကြီးပြင်းလာတာဖြစ်တဲ့အတွက်ဆယ်စုနှစ်တစုကိုဖျက်ဆီးလာလို့ရှင်ရင်လွန်ခဲ့တဲ့ဆယ်စုနှစ်ကတနှစ်ကလေးတယောက်ဟာ ဥပမာလာသားကလေးတယောက်ဟာအခု10စုနှစ်တစုကိုဖြတ်တန်းလာတဲ့အချိန်မှာ10နှစ်ရှိပြီအဲ့ဒီ10နှစ်အရွယ်ကလေးတွေရဲ့ activity တွေကျွန်တော်တို့မမြင်ရဘူးမြင်ခြင်းနဲ့ဘယ်မှာလဲကျမကျန်တဲ့အဲကျမမြင်တဲ့ဒီတပိုင်းတနိုင်လေးလုံနေတဲ့ကျမတငယ်ချင်းတွေရဲ့ကလေးတွေကတော့ ကျွန်တော်တို့မျက်စိရှိမှရင်ကြီးပြင်းလာလိုက်ပြီးတော့မှအရွယ်ရောက်ပြီးတော့မှတခါတည်းကိုပညာစုံပြီးတော့မှအချိန်တိုင်းသူတို့ပြန်ပြန်ပြီးတော့မှသူတို့ဒီဂီဟာကိုပြန်ပြန်ပြီးတော့မှထောက်ပံ့ညရင်ဆိုတဲ့ဖြစ်စဉ်ဖြစ်ရက်ကလေးတွေကိုကျွန်တော်တို့ကတွေ့ရတယ်တွေ့ရတယ်အဲ့တော့ဒီဂီဟာလောက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီအသက်အရွယ်ရပြောင်းလဲသွားတဲ့ကလေးတွေကို ရင်း activity တွေခလေးတွေရဲ့ပုံရိပ်တွေပြည်သူတွေကငြင်းကြမယ်လို့မျှော်လင့်တယ်ဟုတ်လားဒါဆိုဒီခလေးတွေပဲရောက်သွားတယ်လေဒါမှမဟုတ်ဒီကနေအသက်အပိုင်းခြားတစ်ခုမှာဥပမာအဲ ထိမ့်သိမ်းစကန်းတွေကိုပို့ရတာလားထိမ့်သိမ်းစကန်းတွေဆိုတာဒီလိုလေကျွန်တော်တို့မိဘမဲ့နိုင်ငံတော်ကဖွင့်ထားတဲ့ဒီစကန်းတွေကိုပို့ရတာလားအဲဟိုပေါ့မျိုးသမီးထိမ့်သိမ်းရေးအကြောင်းတို့မျိုးသားထိမ့်သိမ်းရေးအကြောင်းတို့ဒီလိုမျိုးလေးတွေရှိတယ်မိဘမဲ့တွေကိုလေဒီလိုလေးတွေအဲ့ဒီကိုပဲအရွယ်တစ်ခုရောက်ရင်ပို့ရတာလားဒီမှာဘေးအရွယ်ထိပဲထားတာလဲဘေးအရွယ်ထိပဲလက်ခံတာလဲပြည်သူတွေမေးချင်မယ်နဲ့တူတယ်ဒီမေးခွန်းလေးဖြေကြည့်ပါဦးကျမတို့မေးချင်တယ်ဒီမေးခွန်းလေး transparency ပေါ့နော် transparency ဖြစ်ဖြစ်ပေါ့ဒီမိကုံးလေးမေးစင်တယ်ဆယ်စုနှစ်တစုဆိုရင်ဒီကလေးတွေပြောင်းလဲမှုလေးကျမတငယ်ချင်းနေစီမာဆိုရင်ကလေးလေးတွေကလေဟာတခါလေးသူအနီးတို့ကလေးကနေလို့တိုက်ပြီးတော့မှမွေးတဲ့ကလေးလေးတွေကအခုကြောင်းတက်နေပြီ အင်းသူ့နောက်မှာတီတီတာတာပလီပလာတွေနဲ့ဖြစ်နေပြီအဲဒီလိုမျိုးလေးပေါ့ဒါပြောင်းလဲမှုလေးတွေအရွယ်လေးတွေရောက်လာတာလေးတွေကိုမြင်ရတယ်လေကျမတို့ကလေနော်ဆိုတော့တောက်လျှောက်တာဝန်ယူပြီးစောင့်ရှောက်ထိန်းသိမ်းသွားတာလေဒီကလေးတွေကြီးတဲ့အထိသူတာဝန်ယူမှာနောက်တစ်ခါနောက်တစ်ယောက်တငယ်ချင်းဆိုရင်လေဒီလိုပဲ ဒီကလေးတွေဟာတဖြည်းဖြည်းနဲ့မူလာနှံအထက်တန်းအလင်းနှံကိုဖျက်တမ်းလာပြီးတော့မှကျွန်တော်တို့မျက်စိရှိမှနဲ့တက်ကတူဘွဲရသွားပြီးတော့မှဒီကလေးတွေကနိုင်ငံအသီးသီးကျွန်တော်တို့နေရာအသီးသီးမှာသူတို့လုပ်ငန်းဝင်တွေဝင်တဲ့အချိန်မှာသူတို့ကလေချက်ဥလေးတွေတက်နိုင်ရင်ချက်ဥကလေးတွေသူတို့လာပြန်ပြီးတော့မှပို့တာနော်ဟာတခါနဲ့အသားငါဆိုတငယ်ချင်းကတင်နေဒီနေ့တားကြီးဘသူကဒီကနေထွက်သွားတဲ့တားကြီးဘသူကတော့ဒီကကလေးတွေအတွက်ကိုသူ့ရဲ့ ဒီညီညီမတွေအတွက်ကိုချက်သားပို့ပါတယ်နော်အာဒါကိုကျမတို့ကဘယ်လိုကောင်းကြီးပေးပါစီဘုရားသခင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျမတငယ်ချင်းတင်းနေဒီလိုလေးတွေနော်ဆိုတော့အဲ့လိုလေးတွေကျမတို့ကမြင်ရတယ်ခလေးတွေကြီးပြင်းလာတဲ့ဟာဒါဆိုရင်ဒီနာမည်ကြီးခင်ဟာကစေစုနှစ်တစုကြာခဲ့တဲ့အချိန်မှာလူငယ်ရဲ့၁၀နှစ်ကအနည်းဆုံးနဲ့နိုးတိုက်ပြီးမွေးတဲ့ခလေးတယောက်ဟာဒီနေ့၁၀နှစ်ရှိရမယ် ဒါပေမဲ့ကျမတို့အခုတွေ့နေတာလေးညာတော့လေးဘက်သွားကလေးတွေပဲအများသောအားဖြင့်မြင်ရတယ်ဆိုတော့ဒီအသက်အရွယ်တစ်ခုရောက်လာတဲ့ကလေးတွေဘယ်ကိုပို့ပြီးမွေးသလဲဒါလေးသိချင်တယ်အဲ့ဒါလေးစင်စာရင်တွေ့ရင်မိကုန်လေးတွေပေါ်လာလို့အဲ့ဒီမိကုန်လေးတစ်ခု ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ channel စီတွေမှာကျွန်တော်တို့ကအဲ့လိုမျိုးပြောင်းလဲလာတဲ့ကလေးတွေရဲ့အရွယ်တွေကိုမြင်ရတယ်လေ။ကြီးပြင်းလာတဲ့အရွယ်တွေကိုမြင်ရတယ်။သူတို့တွေရဲ့ဒီမေမေပေါ့နော်သူတို့ရဲ့ဝမ်းမနာမေမေပေါ့ဒီမေမေကထိမ့်သိမ့်လာပြီးတော့မှခါနဲ့ကြောင်းတက်မဲ့အရွယ်နော်စာတင်ရမဲ့အရွယ်လေးဘက်သွားတဲ့အရွယ်စသဖြင့်ပြောင်းလဲလာတဲ့ဟာလေးတွေကိုကျွန်တော်တို့ကမြင်ရတယ် အဲ့တော့ဟုတ်ပြီအရင်တစ်ခုရောက်လာပြီဆိုရင်ဘယ်ကိုပို့တလဲဒီကလေးတွေရဲ့ဘဝရှိရေးအတွက်ဘယ်လိုတွေတာဝန်ယူထားဘယ်လိုတွေထိန်းကြဘယ်လိုတွေသွားမှလဲကျွန်တော်တို့ဒါလေးတွေသိချင်တယ်ဟုတ်လားဒီအရွယ်လေးဘက်သွားလေးနေမှာပဲရက်တက်နေမှာမဟုတ်ဘူးကျမတို့အခုကဘယ်အချိန်မဲဖြစ်ဖြစ်ဒီလေးဘက်သွားလေးနေအနည်းတုတ်ကလေးတွေပဲကျမတို့ကမြင်ရတယ်ဟုတ်ပြီတနှစ်ထက်တနှစ်ကြီးလာတဲ့အရွယ်ရောက်လာတဲ့ကလေးတွေအတွက်ဘယ်လိုစီစဉ်ထားသလဲ ဒီကလေးတွေလွန်ခဲ့တဲ့10နှစ်ကဒီကလေးတွေဘယ်ကိုရောက်သွားသလဲအခုဒီကလေးတွေဘာလုပ်နေသလဲဘယ်သူကတာဝန်ယူနေသလဲအဲ့ဒီမိကုန်းလေးမေးချင်တယ်ပြည်သူလူထုကြီးလည်းမေးချင်တယ်လို့ကျွန်မမျှော်လင့်တယ်ကျွန်မနဲ့ထက်တူကြတဲ့သူတွေကောမန့်လေးရေးပေးကျမမေးတာမှားသလားကျမတိကျနာလေးကိုမေးတာ မေးခွင့်ရှိမယ်လို့မျှော်လင့်ပါတယ်နော်မေးလို့ရလောက်မယ်လို့မျှော်လင့်ပါတယ်နော်အရန်လွယ်ကူတဲ့မေးခွန်းလေးလို့လည်းမျှော်လင့်ပါတယ်နော်ဆိုတော့လေကျမတို့ကတည်ကျနေလေတန်တဲ့အရာ activity တွေတောင်မှ Facebook ပေါ်မှာအရန်တင်နေတာဆိုတော့ကျမတို့ကအဲ့ဒီအခြေအနေလေးကိုကျမတို့သိချင်တယ်အဲ့တော့လုံငင်းနေ7နှစ်ကကလေးတယောက်ဟာ3နှစ်ဆိုရင်အခု73နှစ် လေးနှစ်ဆိုရင်အခု14နှစ်14နှစ်ဆိုမိကောင်ပေါက်ကလေးတွေဖြစ်လာပြီနော်73နှစ်14နှစ်ဆိုမိကောင်ပေါက်အွယ်လေးတွေဖြစ်လာပြီကျွန်တော်တို့မိကောင်ပေါက်အွယ်ကလေးတွေမတွေ့မိဘူးအဲ့တော့လေးတိချင်တယ်ရံပြန်မလုပ်ရဘူးမဆင်းရဘူးအများနဲ့တက်ဆိုင်နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကတိချင်တယ်လို့မင်းလာရင် transparency ဖြစ်ဖြစ်ရှင်းပြရမယ် နော်အဲ့ဒါလေးဖြေပေးမြို့တွေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့မက်ခိုင်နေဝေကေရကိုစီယမ်မကြီးအလမိုတရတော့မေကိုထုတ်လိုက်ပြီပေါ့နော်ဒီမေကိုကိုမေးလိုက်တဲ့စီယမ်မကြီးအလမိုတရအရင်ကပညာရှိရယ်ပေါ့နော်ချိနေတဲ့အမျိုးကြီးလည်းဘုံထရာတင်ငန်းဆောင်ရအောင်လို့ပြန်လည်မျှော်လိုက်တာပဲဖြစ်ပါတယ်အခုချိနေတဲ့အမျိုးကြီးတဲ့မှာတော့ဒီမေကွန်လေးကိုသိကျင်တဲ့သူတွေရှိလားပေါ့နော်မိုးကတော့သိကျင်ပါတယ်သိကျင်တဲ့လူတွေရှိလို့ရှိရင်ဗီဒီယိုလေးအမှကောမန့်လေးတွေရေးခဲ့လို့ရပါရဲ့ရှင့် နောက်ထပ်လည်းမိုးဆက်လီသတင်းလေးဟာတာဗီဒီယိုရေပူးတူတရက်ဆရာဗီဒီယိုလေးတို့နေ့စဉ်လိုက်တင်ဆက်ပေးတတ်မှာမို့မိုး channel လေးကို like and subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ